င်းနဲ့ထွက်တဲ့ Redmi ရဲ့ KCV ကလုံးဝကိုကျွတ်စင်အရင်ပြီးခဲ့တဲ့နှစ်တုန်းကထွက်ခဲ့တဲ့ Redmi ရဲ့ KCV ခြေလိုမျိုး price to performance ကောင်းတဲ့ဖုန်းတစ်လုံးကဒီနှစ်မှာထွက်တဲ့ KCV ကမဟုတ်တော့ဘူးဒီနှစ်ထွက်တဲ့ Redmi ရဲ့ KCV ကတော့ Moria နှစ်ခုထွက်တယ်အဲသူက Redmi ရဲ့ K90 နဲ့ K90 Pro Max ဆိုပြီးတော့နှစ်ခုထွက်တယ်အဲ့ထဲမှာမှာ K90 ကတော့ဒီ price to performance ကောင်းတဲ့ဖုန်းတစ်လုံးအနည်းနဲ့ပဲရှိသေးတယ်။ဒါပေမဲ့အခုကျွန်တော်ဒီ video မှာပြောပြမယ့် K90 Pro Max ကကြတော့ price to performance ကောင်းတဲ့ ဖုန်းတစ်လုံးမဟုတ်တော့ဘူး။ तू ကလုံအောင် flash key လားဖုန်းတစ်လုံး level ကို तू ကခုံပြီးတော့တွတ်သွားတယ်။အဲ့တော့ဒီနေ့ဗီဒီယိုမှာဒီဖုန်းလေးကြောင်းပြောပြပေးမယ်။ရန်ကုန် mobile store ဒီနေ့မှထွက်တဲ့ဒီ Redmi ရဲ့ K90 Pro Max ကိုကျွန်တော်အားရတဲ့အချက်ကအရင် K80 အားနေခဲ့တဲ့အချက် ဲ့ဒါကိုသူတို့ကောင်းကောင်းမွန်မွန်လေးပြင်ဆင်လာတယ်။အဲ့ဒါကဘာလဲဆိုတော့ဒီဇိုင်းပိုင်းအရင် Redmi ရဲ့ K80 series မှာကျတော့သူ့ရဲ့ဒီဇိုင်းပိုင်းက Redmi ရဲ့ပေါ့နော် K series ရဲ့ဒီဇိုင်းတည်အနေနဲ့လုံးဝကွဲထွက်သွားပြီးတော့မှ Xiaomi ရဲ့ CPU နဲ့သွားဆင်ကြတာ ਉਹ လူတော်တော်များများလေးမကြိုက်ဘူးကျွန်တော်လည်းမကြိုက်ဘူးဒါပေမဲ့ဒီ K90 Pro Max မှာကျတော့ဒီဇိုင်းပိုင်းကကျွန်တော်တို့ဒီ Redmi ရဲ့ K series DNA Vibe ကိုလည်းပြေးဝရရတယ်နောက်ပြီးတော့ flagship phone တစ်လုံးရဲ့ဒီဇိုင်းတည်အနေတိုင်းအောင်တော်တော်လေးခံစားရတယ် အဲဒီမှာဆိုရင်တော့မိတ်ဆွေတို့တွေ့လိမ့်မယ်ပေါ့နော်ဒီအပေါ်မှာဆိုရင်အဲကင်မရာဘက်အကြီးထားထားပြီးတယ်အဲကင်မရာဘက်အကြီးမှာအဘယ်ဘက်ချမ်းမှာဆိုရင်တော့ကင်မရာ၄လုံးညာဘက်ချမ်းမှာဆိုရင်တော့သူရဲ့ woofer ကြီးပါတယ်ပေါ့နော်နောက်ပြီးတော့ဒီအခုကင်ထားတဲ့ color လေးကကျတော့ဂျင်း color လေးနောက်ကိုကင်ရတဲ့ခံစားချက်ကတော့ပြောင်ချောချောကြီးမဟုတ်ဘဲနဲ့ဒီကြမ်းကြမ်းရှာရှာလေးဆိုတော့ကင်ရတာတော်တော်လေးကောင်းတယ်ကျွန်တော်ကအပြာရောင်လေးသဘောကျတာဆိုတော့ ဒီချင်းကာလာကိုတော့တော်တော်လေးမှသဘောကျတယ်လူတော်တော်များများလေးဒီကာလာကိုသဘောကျတယ်နောက်ပြီးတော့ဒီ base quality ဘိုင်းမှာကျတော့ဒီဖုန်းက flash ကီလာဆိုတဲ့ဖုန်းတစ်လုံးတိုင်းပဲ base quality တော်တော်လေးမိုက်တယ်ဘေးဘက်ပေါင်တွေမှာကျတော့ဒီ aluminum frame တွေကိုသုံးပေးထားတယ်ကြောဘက်ချမ်းမှာကြတော့ကာလာဝမှုတည်ပြီးတော့နည်းနည်းလေးကွာတယ်ဒီကောက်မှာကြတော့ဒီ eco leather ပုံစံလေးလုပ်ပေးထားတယ်အခြားဒီအမဲရောင်မှာကြတော့ကျွန်တော်ဒီ glass back ကိုတုံးထားပေးတယ် နောက်ပြီးတော့ဒီ shape back display ကကြတော့လေဒီ Xiaomi ရဲ့ပေါ့နော်ဒီ Xiaomi Sam D series တစ်ခုလုံးမှာတုံးထားပေးတယ် Dragon Crystal Glass တွေဝယ်တုံးထားပေးတာဆိုတော့ base quality တိုင်းမှာဒီဖုန်းက premium လဲဆန်လို့အကျန်းခံတဲ့ဘက်ကိုလည်းတွားတယ်။နောက်ပြီးတော့ဒီဖုန်းမှာက IP68 ဓာတ်ဆန် water resistant လည်းပါတယ်။ဒါတွေကတော့အထူးတည်းတိတ်ပြီးတော့ပြောနေကြတာမလို့ဒီဖုန်းရဲ့အထူးက 7.9mm နဲ့အလေးချိန်ကကြတော့ 218g ဆိုတော့အရန်ပေါ့ပြီးပါတဲ့ဖုန်းတစ်လုံးတော့မဟုတ်ဘူး။ဒါပေမဲ့ဒီလိုမျိုးပေါ့ပြီးမပါတဲ့အတွက်ကြောင့်ဒီဖုန်းက လက်ထဲမှာကင်ရတဲ့အနေထားမှာဝိတ်တစ်ခုရှိပြီးတော့ကတ်တူတူလေးနဲ့တော်တော်လေးမှကင်လို့ကောင်းပြီးတော့ hand feeling ကောင်းတဲ့ဖုန်းလုံးဘက်ကိုတော့သွားတယ်အဲ့တော့ဒီဖုန်းရဲ့အဓိကအားသာချက်ဖြစ်တဲ့ဒီဇိုင်းဘိုင်းကိုပြောပြွားရဆိုတော့သူ့ရဲ့ရှေ့ဘက်ချမ်းမှာရှိတဲ့ display ဘိုင်းကိုသွားလိုက်အောင်ဒီ display ဘိုင်းမှာဒီ display အကြောင်းမပြောခင်မှာအခုနောက်ပိုင်းဖုန်းတော်တော်များများကဒီ iPhone ရဲ့အချိုးပုံစံဒီ down cut လုံးလုံးလေးကိုလုတ်ပေးလာတယ်အောင်တွေ့ရတယ်အဲ့လိုမျိုးလုတ်ပေးလိုက်တာကကြတော့တော်တော်လေးသဘောကျဖို့ကောင်းတယ် ်အဲကြီးရတဲ့နေရာမှာလည်းပုံပြီးတော့ရှင်းရှင်းလင်းလင်းလေးဖြတ်လို့လက်ထဲမှာကင်ထားရင်လည်းတက်တောက်တက်တာတော်တော်လေးဖြစ်တယ်ဒီဖုန်းရဲ့ display size ကကြတော့6.9 inches AMOLED panel မှာ 120Hz ကို support ပေးတယ်နောက်ပြီးတော့ P brand dimming ကလည်း 2560Hz နဲ့ P brightness ကကြတော့3500 nits ရမယ်ကျန်တဲ့ဒီ 68bit color လို့ HDR10+ တို့ Dolby Vision တို့အဲဒီလိုမျိုး display feature တွေကတော့တိတ်ပြီးတော့များများဆဆရွတ်နေစရာမလိုဘူးဒီဖုန်းမှာအကုန်လုံးပါတယ် ဒါပေမဲ့ဒီဖုန်းရဲ့ display မှာကျွန်တော်အားများတဲ့ချက်ကကြတော့သူ့ရဲ့ဇိမ်းလုံး25သိန်း26သိန်းဝင်းကျင်မှာ display က ATPU AMOLED display မဖြစ်တာတော့ကျွန်တော်တိတ်ပြီးတော့အားမရဘူး။နောက်ပြီးတော့ဒီဖုန်းက Redmi ဖုန်းဖြစ်တဲ့တဲ့ကြောင်းဒီလိုမျိုးပေါ့နော် ATPU AMOLED ကိုဒီဈေးလောက်နဲ့မရတာကကြတော့ဖုန်းတစ်ချက်တစ်ခုလိုတော့ဖြစ်သွားတယ်။ပြောချင်တာကတော့သူရဲ့ရှေ့ရထွက်ခဲ့တဲ့ Redmi ရဲ့ KAD Pro မှာတော့ ATPU AMOLED ကိုထုတ်ပေးနိုင်တာဆိုတော့ဒီဖုန်းကလည်း ATPU AMOLED display ဖြစ်ရင်တော့အများကြီးတော့ပိုကောင်းသွားနိုင်မယ် ဒါပေမဲ့သေးကြတာတခုကတော့ဒီဖုန်းပါကဒီ ATPO AMOLED display မဟုတ်တာလွှဲရင်ကျန်တဲ့ display ဘိုင်းတွေမှာဘာမှအပြည့်ပြောနေတာမရှိဘူး။ဒီ brand နဲ့စရာပဲကြည့်ကြည့်နောက်ပြီးတော့ဒီ base back ဘောင်တွေချင်းတွေရာပဲကြည့်ကြည့်ဒီဖုန်းကတော်တော်လေးမှကောင်းတဲ့ display တွေမှာပါတယ်။ဒါပေမဲ့ရှိမှပြောလို့ပဲ ATPO AMOLED display မဖြစ်တာတော့ကျွန်တော်သိပြီးတော့အားမရအောင်။နောက်ထပ်ဒီ Redmi ရဲ့ K90 Pro Max ကိုလူတွေတော်တော်များများကြိုက်ကြတဲ့အချက်ကသူ့ရဲ့ဒီ jaw back chain မှာပါတဲ့ဒီ sound mic boost ကလုပ်ပေးထားတဲ့ဒီ woofer ကြီးပါတဲ့အချက်ဒီ woofer ကတော့ကျွန်တော်တို့ပေါ့နော် အဲဒီဖုန်းကိုစသဖွင့်ခြင်းမှာသုံးမယ်ဆိုရင်တော့ဒီကောင်အလုံးမလုပ်ဘူးကျွန်တော်ဒီ setting နဲ့ဝင်ပြီးတော့ဒီ sound effect ထဲမှာ dramatic တွေဘာညာတွေယူလိုက်မယ်ဆိုရင်တော့ဒီ woofer စပြီးတော့အလုံးလုပ်ပြီအဲဒီ woofer ကိုကျွန်တော်အလုံးလုပ်ခိုင်းပြီးတော့ဒီကောင်းရှိရနေပြီးတချင်းတွေဘာနားထောင်ကြည့်ရဲ့အချိန်မှာတော်တော်လေးကောင်းတာတွေ့ရတယ်ဘယ်လိုမျိုးတချင်းတွေမှာကောင်းတာလဲဆိုတော့ကျွန်တော်ဒီ EDM တချင်းတွေမှာနားထောင်လဲဆိုရင်နောက်ကဒီ B and 2တာပေါ့နော်ဒီအုံအုံအုံနဲ့ထုတဲ့ဟာကိုဒီ woofer ကနေကောင်းကောင်းမွန်ကြတယ် ။နောက်ပြီးတော့သူ့ရဲ့ speaker အတန်ထွက်ကလည်းတော်တော်ကြီးမှကျယ်လို့လို့ပြောရမယ်။နောက်ပြီးတော့ပြောဖို့မေ့သွားလို့ပေါ့နော်ဒီ woofer ရဲ့အဲ့ဒုံဒုံဒုံထုတဲ့ဟာကကျွန်တော်တို့ဒီဖုန်းကိုလက်ထဲမှာခြင်ထားမယ်ဆိုရင်တော့တော်တော်လေးခံစားမိတယ်။ပြောချင်တာကကြတော့ဒီဖုန်းကကြတော့ဒီ speaker ကိုပေါ့နော်ဖုန်းတစ်လုံးမှာ speaker ကိုအရန်ကမှဆန်းဆန်းလေးဖြစ်ပြီးတော့ speaker အကြီးလိုချင်တဲ့လူတွေတော့ကတော့ဒီဖုန်းကတော်တော်လေးမှမိုက်တင်ထဲမှာပါတယ်။အဲဒါပေမဲ့မိတ်ဆွေရပါတော့ဒီ speaker ကြီးကိုအမြဲတမ်းသုံးနေတာတဲ့ဆိုင် ကျွန်တော်ဒီတချင်းသားထောင်တဲ့အချိန်မှာပဲ၃နာရီတော့ကျွန်တော်က suggestion လုပ်တယ်။ဂျန်နဲ့ဒီရုပ်ရှင်ကြည့်တဲ့အချိန်တွေတို့အဲဒါမှမဟုတ်ဗီဒီယိုတွေကြည့်နေတဲ့အချိန်တွေမှာကျတော့ဒီ woofer မသုံးမဲနဲ့သူ့ရဲ့အပေါ်ဘက်မှာရှိတဲ့ speaker နဲ့အောက်ဘက်မှာရှိတဲ့ speaker ကိုပဲသုံးတာတော့အများကြီးပို့ပြီးတော့အဆင်ပြေလိမ့်မယ်။နောက်ထပ်ဒီဖုန်းကိုကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ flash killer ဖုန်းတစ်လုံးဖြတ်သွားစေဆိုတဲ့အချက်ကဘာလဲဆိုတော့သူ့ရဲ့ camera ဘိုင်းအရင်တုန်းကဒီ Redmi ရဲ့ K series ကကျတော့ဒီ camera ဘိုင်းမှာတော်တော်လေးဝဲဆွဲတာလို့ပြောရမယ်။ အဲဒီပေါ့နော် K70 CV လောက်ထိကနည်းနည်းလေးစုတ်တယ်ထဲမှာတော့ပါသေးတယ်ဒါပေမဲ့ဒီ KAD မှာဆိုရင် KAD Pro လောက်ကစားပြီးတော့ကင်မရာဘိုင်းလေးကနည်းနည်းလေးကောင်းလာပြီဒါပေမဲ့ဒီ K90 Pro Max မှာကျတော့ကင်မရာဘိုင်းက तू က price to performance ကောင်းတဲ့ဖုန်းတစ်လုံးကလုံးဝမဟုတ်တော့ဘူးဒီဖုန်းကလုံးဝ flagship ကြီးလားဖုန်းတစ်လုံး flagship တန်းဝင်တဲ့ဖုန်းတစ်လုံးလောက်ကိုဖြတ်သွားတယ်သူရဲ့ကင်မရာ setup ကကျတော့ 5P megapixel main camera 5P megapixel periscope tele sensor နဲ့ 15 megapixel ultra wide ကိုထည့်ထားပေးတယ်ဒီပေါ့နော်သူ့ရဲ့ကင်မရာဆက်တဲ့ရဲ့ main camera မှာသုံးထားပေးတဲ့ထူးခြားတဲ့ချက်ကကြတော့ဒီသုံးပေးထားတဲ့ sensor ကကြတော့ဒီ Xiaomi ရဲ့ SMD မှာသုံးထားပေးတယ်ပေါ့နော်အလိုင်ဟန်ဒါ950ဆိုတဲ့ sensor ကိုဒီဖုန်းမှာလည်းဆက်ပြီးတော့သုံးထားပေးတယ်ပြောချင်တာကသူ့ရှိမှာသုံးထားပေးတဲ့ main camera sensor က flagship level sensor တစ်ခုနောက်ပြီးတော့ဒီ periscope tele sensor ကလည်းကျွန်တော်ဓာတ်ပုံတွေမှာဆန်းရိုက်ကြည့်အချိန်မှာ 5x တောက်ထိကို optical zoom ဆွဲပြီးလို့ရတယ်။ 10x တွေပါအထိကို lossless zoom ဆွဲပြီးလို့ရိုက်လို့ရတယ်။ အဲဒီကင်မရာနဲ့ပေါ့နော်ကျွန်တော်ဓာတ်ပုံတွေပါဆန်းရိုက်ကြည့်ရနေထားမှာတော့တော်တော်များများအချိန်တွေဥမာကျွန်တော်အလင်းရောက်ကောင်းကောင်းရတဲ့နေရာမှာဖြစ်ဖြစ်ကောင်းကောင်းမရတဲ့နေရာမှာဖြစ်ဖြစ်တော်တော်လေးမှကောင်းပြီးတော့အဆင်ပြေတဲ့ပုံတွေထုတ်ပေးတယ်။ဒါပေမဲ့တစ်ခါလေကြရင်ပေါ့နော်ဒီ 5H တောင်းနဲ့ကျွန်တော်တို့ရိုက်တဲ့ခါမျိုးကြရင်အတုရှိမှ AI နေအရန်ဝင်ပြီးတော့ဒီပုံကအပြင်ရနဲ့တိတ်မတူတော့ဘဲနဲ့ဒီ AI ပုံတစ်ပုံကိုကြည့်နေရဆိုတဲ့ခံစားချက်ကိုရတယ်။အဲဒါကအမြဲတမ်းဖြစ်တာတော့မဟုတ်ဘူးတစ်ခါတလေမှဒီလိုမျိုးခံစားရတယ်။ နောက်ပြီးတော့ဒီ ultra wide နဲ့ဓာတ်ပုံရိုက်ကြည့်ရချိန်ပါတယ် 0.7h လောက်ထိတော့ဆွဲပြီးတော့ရိုက်လို့ရတယ်နောက်ပြီးတော့သူ့ရဲ့ megapixel က fitwin megapixel ဆိုတော့ဒီ main camera နဲ့ဓာတ်ပုံရိုက်ရတဲ့ပုံစံနီးနီး detail တွေကောင်းတာတွေနောက်ပြီးတော့ color ပုံစံလေးတွေကဘာမှအပြောင်းလဲသိမ့်မရှိဘူး camera ဘိုင်းမှာတော့ဒီ Redmi ရဲ့ K90 Pro Max ကအရှိရ track ခဲ့တဲ့ K series တွေအကုန်လုံးထက်အများကြီးကိုအပြတ်တက်ကိုတားတယ် selfie camera ကဒီဖုန်းမှာက32 megapixel selfie camera ကိုတုံးထားပြီးတယ် selfie camera ပုံထွက် quality ကတော့ ကျွန်တော်ဒီ day တွေကောင်းကောင်းမွန်ကြမယ်အယောင်လေးတွေဆူဆူတော့တတ်မယ်ဒီလောက်ပဲဘာမှအများကြီးကိုပြောနေကြအောင်မလို့အဲ့တော့ performance performance မှာကျွန်တော်ဒီ Redmi ရဲ့ KCV ဖြစ်တတ်တဲ့ကြောင့်ကျွန်တော်ဘာမှကိုအများကြီးပြောနေကြအောင်မလို့လားသူရှိမှာကကျွန်တော် Snapdragon 8 Intelligent 5ဆိုတော့လက်ရှိ smartphone industry မှာအကောင်းဆုံး SoC ကိုတုံးထားပြီးတယ်အကောင်းဆုံး SoC ဆိုတော့ကျွန်တော် review ရဲမှာတော့အထူးလည်းဘာမှတိတ်ပြီးပြောနေကြအောင်မလို့ဘယ်စီဒီဖုန်းကဘာလုပ်ချင်လဲဂိမ်းဆောင်ချင်တာလားဒါမှမဟုတ်ရင်ဓာတ်ပုံတွေပါရိုက်ချင်တာလား ဒါမှမဟုတ် daily use social media သုံးတာ YouTube ကြည့်တာဒါမှမဟုတ်ရုပ်ရှင်တွေကြည့်တာဒီလိုမျိုးလုပ်ချင်တာလားကောင်းကောင်းမွန်မွန် AECC နဲ့လုပ်လို့ရတယ်။နောက်ပြီးတော့ဒီဖုန်းပါကဒီ Android 16ကိုအခြေခံထားတဲ့ HyperOS 3ကိုတုံးထားပေးတယ်။ HyperOS 3ရဲ့အခြေအနေကဘယ်လိုလဲ၊ဘာတွေပြောင်းလဲတွေသိချင်တယ်ဆိုရင်တော့အကျွန်တော်တက်တက်ဗီဒီယိုတစ်ပုဒ်လုပ်ထားရှိတယ်။အမှသွားကြည့်လိုက်ရင်တော့တိတိကျကျခါခါနာသိလိမ့်မယ်။အဲ့တော့တေးကြတာကကြတော့ဒီ Redmi K90 Pro Max က performance ဘိုင်းမှာတော့လုံးဝ top notch flagship level performance တခုပေးနိုင်တာကတော့တေချာတယ် battery ဘိုင်းမှာကျတော့ဒီဖုန်းမှာက8560 mAh battery အကြီးရုံမှာ100 watt fast charging ကို support ပေးတယ်နောက်ပြီးတော့ wireless charging တွေပါတော့လေ50 watt လောက်ကြီး support ပေးတယ် wireless charging ပါတဲ့အတွက်ကြောင့်ဒါက flagship feature တခု battery ဘိုင်းမှာလည်းဒီဖုန်းက battery တောင်းတောင်းတင်းတင်းနဲ့ battery ခံတာကိုလိုချင်တဲ့လူတက်ကတော့တော်တော်လေးအဆင်ပြေတယ်ဂျန်နေအပိုင်းဒီမှာကျတော့ဒီဖုန်းမှာက ultrasonic fingerprint sensor ကိုသုံးထားပေးတယ် ဒါလောက်ပဲအဲ့တော့နောက်ဆုံးအနေနဲ့ဒီ Redmi ရဲ့ K90 Pro Max က flagship level ဖုန်းတစ်လုံးလားလို့မေးတော့သူက flagship level တော့တိတ်ပြီးတော့မရောက်သေးဘူးသူရှိမှလိုအပ်ချက်လေးနည်းနည်းပါးပါးတော့ရှိတယ်ဒါပေမဲ့တေချာတစ်ခုကတော့ဒီဖုန်းက flagship level ဈေးတန်းတစ်ခုလည်းမတုံးချင်ဘူးဈေးကိုနည်းနည်းလောက်လျှော့ပြီးတုံးချင်တယ်ဒါပေမဲ့ flagship level performance ကိုလိုချင်တာတွေ camera ဘိုင်းနေ design ဘိုင်းနေ battery ဘိုင်းနေဒါမျိုးတွေပေါ့နော် flagship တန်းဝင်တဲ့ဒီလိုမျိုး specification တွေလိုချင်တယ်ဆိုရင်တော့ ဒီ Redmi ရဲ့ K90 Pro Max ကတော်တော်လေးမှကောင်းပြီးတော့တော်တော်လေးမှတန်တဲ့ဖုန်းတစ်လုံးဆိုတာကိုသိကြတယ်။မိတ်ဆွေရောဒီ Redmi ရဲ့ K90 Pro Max ကိုဘယ်လိုမျိုးချက်တွေမှကြိုက်လဲ။စမ်းအောင်သုံးကြည့်ဘူးဟာလားဆိုတာကိုအောက်က comment section ထဲမှာရေးပေးသွားလို့ရတယ်လို့ပြောနေပဲ။အားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ။ Yangon Mobile Store